အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုမွန်ကောင်းတောင်းပီလာပါတယ်ဘောနော်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့တော်တော်လေးကိုဒါ might match champion league ရဲ့ဒါကျွန်တော်တို့ quarter final အဆင့်ဒါကျွန်တော်တို့လက်ရှိမှာစတင်ပြီးတော့ဒါကျွန်တော်တို့ကြည့်ရမှာဖြစ်ပါတယ် quarter final ဒီနေ့ညမှာဒါကျွန်တော်မြန်မာစံတော်ချိန်တနအိခွဲမှာတော့ Arsenal နဲ့ Real Madrid ကမြန်မာစံတော်ချိန်တနအိခွဲမှာရှိမယ်ဒါ Bayern Munich နဲ့ Inter Milan နဲ့ကလည်းဒါမြန်မာစံတော်ချိန်တနအိခွဲမှာရှိမယ်တဲ့မှာပါပါတယ်နှစ်ပွဲလုံးကိုရတဲ့ကျွန်တော်ဒီဗီဒီယိုတစ်ခုတည်းပဲကျွန်တော်တင်ဆက်ပြီးတော့ဖြစ်ပါတယ်နောက်မှဆိုဒါကျွန်တော်နှစ်ခုခွဲနေရင်လည်းဒါရှုပ်ပါတယ်ဟုတ်တယ်မှာပါခုနကပြောတဲ့ဒါကျွန်တော် Bayern Munich နဲ့ Inter Milan အကြောင်းနဲ့ဒါတိတိုင်ခွဲမပြောတော့အဲ့တော့အဓိကဒီနေ့ပွဲစဉ်မှာ Arsenal သင်းတဲ့ Real Madrid အကြောင်းကိုဒါကျွန်တော်ပုံပွင့်လေးလေးစတင်ပြီးဒါကျွန်တော်စပြီးပြောသွားမယ် မယ်ပြီးရင်တော့ Bayern Munich နဲ့ Inter Milan အကြောင်းပြောတော့မယ်ပေါ့နော်အဲ့တော့လက်ရှိဒါကျွန်တော်တို့ဒီ quarter final မှာအင်မတန်မှစိတ်ဝင်စားစုစားဖို့အကောင်းဆုံးပွဲစဉ်ကဒါ Solo City ကန်တယ်လို့ပဲပြောလို့ရမယ်တဲ့မှာပါတယ် Arsenal သင်းတဲ့ခုလက်ရှိမှာ Real Madrid ကိုသူတို့ရဲ့အိမ်ကွင်းကျွန်တော် Emirates Stadium မှာ Real Madrid တွေ့မယ်အဲ့တော့မမေ့ရတာကျွန်တော်ဆရာချမ်းကတော့ဒါကျွန်တော်မနိကတော့ကျွန်တော်အမိပြန်သွားပြီဒီနေ့ရောက်ပြီဆိုတော့အဲ့တော့သူနဲ့ဒီနေ့ပွဲကိုတခါတည်းမိသွားကြည့်လို့ရမယ်တဲ့ဘောမှာရှိအဲ့တော့ကိုချမ်းကတော့ Arsenal နဲ့ Real Madrid ပွဲကိုသွားကြည့်ပြီဖြစ်တယ်အဲ့တော့ ဆရာချမ်းတောက်လျှောက်ရှောင်းနေပုံရဆိုတော့ချမ်မြလေးကတစ်ချိန်လုံးကောင်းခဲ့ပြီးတော့ဆရာချမ်းသွားကြည့်မှဒါချမ်မြလေးမှာတိုင်ပတ်နေတော့ဆရာချမ်းသာဝိုင်းဆဲကြတော့ဗောနော်အဲ့တော့လောက်ပဲပြောတော့မှာအဲ့တော့အာစတိုသင်းတဲ့ခုလက်ရှိမှာဒါကျွန်တော် Real Madrid နဲ့ဒါတွေ့မယ်အနေထားမှာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေဒါမမဲရနောက်ဆုံးဒါကျွန်တော် Real Madrid ကိုအရင်တော့ကဒုက္ခပေးခဲ့တဲ့ဒါအသင်းတွေထဲမှာဒါကျွန်တော် Arsenal သင်းကပါခဲ့တယ် TAD Honorary လက်ထက်မှာလည်း ဒါမဲ့မဲ့ရတဲ့ကျွန်တော်ရီယယ်မက်ဒရစ်ကိုဒါကျွန်တော်တို့အသာစီးရယူဘူးထားတဲ့စံချိန်ကောင်းတွေကိုဒါအာဆနယ်သင်းကပိုင်ဆိုင်မှုတယ်ဒါမဲ့လက်ရှိမှာနှစ်သင်းလုံးကလက်ရှိမှာဒါဟိုဒုတိယနေရာကိုစီကိုစီသူတို့ရဲ့ပြည်တွင်းလီမှာဖြစ်နေတဲ့ပြဿနာတော်တော်လေးကိုဆိုးရယ်လို့မြင်တယ်ပေါ့နော်အဲ့တော့ရီယယ်မက်ဒရစ်ကဒါမထင်မှတ်ပဲနဲ့ဒါကျွန်တော်ဗလန်စီယာကို2-1ဆိုတဲ့ရလာအဲ့ပွဲကကျွန်တော်အစားဆုံးကြည့်နေတယ်ခင်ဗျာကြီးကကျွန်တော်အပြင်နဲ့ကျွန်တော်ဒါအဲ့ပွဲကိုကျွန်တော်တို့ကဒါမမဲ့ရဲ့အဲ့တုန်းဘာပွဲပြီးသွားလို့လည်းမသိရီယယ်မက်ဒရစ်အသားဖတ်နေအောင်ရီယယ်မက်ဒရစ်ဘောကိုပြောင်းကြည့်မယ်ဆိုကျွန်တော်ကြည့်ဖြစ်လိုက်တာပေါ့နော် ပြီးလဲပြီးတော့ကိုရီးယားရီယယ်မက်ဒရစ်ဘောကျင်း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 နဲ့ပြီးလဲပြီးတော့ဟိုဘက်ကောင်အသွင်းကကိုရီးယားသားမတစ်ယောက်ကြောင်းဟမ်ဘလို့ပြလို့တော့ဆိုပြီးတော့ကြည့်နေအဲ့တော့ပြောချင်တာကလက်ရှိမှာဒါရီယယ်မက်ဒရစ်ကလည်းဒီနေ့မှာခြေစွမ်းအပြည့်ပြည့်တွေမှာတော်တော်လေးအားနေတဲ့ခြေစွမ်းတစ်ခုသွားနေတယ်ဒါပေမဲ့ ချန်ပီယံလိမာရီယမ်မက်ဒရစ်က another bread ဒါခမရလုံးဝလုံးဝဒါခမရကြိုက်တလို့ခမရကျွန်တော်ညင်းလို့ရတယ်ဒါပေမဲ့ချန်ပီယံလိမာရီယမ်မက်ဒရစ်က another different team ဒါလုံးဝ100% sure ဖြစ်တဲ့အသင်းတစ်သင်းဒီဘက်ကအာစနယ်အသင်းဘက်ကိုပြန်ကြည့်အောင်အာစနယ်အသင်းကခုလက်ရှိမှာဒါချန်ပီယံလိ quarter final မှာရီယမ်မက်ဒရစ်ကသူတို့ရဲ့စာမေးပွဲစစ်ပွဲဖြစ်တယ်ဒါကြားထဲမှာလည်းမမက်ရအာစနယ်အသင်းနဲ့ဒါကျွန်တော်တို့ Everton နဲ့ပွဲစဉ်မှာတော့လူချန်ပြီးတော့ဒီနေ့ပွဲစဉ်အတွက်အာသွန် consign လုပ်ဖို့အတွက်ဒီပြအနေနဲ့လုံးဝ focus လုပ်ထားရခဲ့တာဖြစ်တယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော်တော်လေးကိုကြည့် ကောင်းမဲ့ပွဲစဉ်တွေပွဲဖြစ်ပြီးလက်ရှိမှာဒါဒီနှစ်ပွဲစဉ်ကိုလွှဲမဲ့ကစားသမားတွေပြောအောင်လက်ရှိမှာကျွန်တော်အာဆနယ်တင်းနဲ့သူတို့ရဲ့အဓိကခန်းစစ်ကစားသမားတော်တော်များများဒီနေ့ပွဲစဉ်မှာလွှဲမယ်သူတို့ရဲ့ center back main center back ကစားသမားဖြစ်တဲ့ Gabriel လွှဲချော်မယ် Calafiori လွှဲချော်မယ် Timo Auro Timo Tomiyasu လွှဲချော်မယ် Gabriel Jesus လွှဲချော်မယ် Kai Havertz လွှဲချော်မယ် Raheem Sterling ကတော့ကျွန်တော် suspended ပေါ့နော်အဲ့တော့တစ်ဖက်ကကျွန်တော်လက်ရှိမှာ Carlo Ancelotti ရဲ့ဒါ Arsenal ကာလိုအန်ချယ်လော့တီရဲ့ဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းနဲ့လူတော်များလွဲချော်အောင်ဖြစ်တဲ့ ်အန်ဒရီယယ်လူနင်လွဲချော်မယ်ဒန်နီယယ်ကာဘာဟာလွဲချော်မယ်မီလီတာဝလွဲချော်မယ်မန်ဒီလွဲချော်မယ်ဆာဗဲလော့စ်လွဲချော်မယ်ဒါရှူအာမာဒီကလက်ရှိမှာဆပ်စပန်နဲ့ဖြစ်လို့ဒီနေ့ပွဲစံမှာလွဲချော်အောင်မယ်လို့ကြားသိရတယ်မှာပါအဲ့တော့နှစ်သိန်းလုံးကလက်ရှိမှာဒီနေ့ပွဲစံမှာဒါကျွန်တော်တော်လေးကိုကြည့်လို့ကောင်းမယ်ဒါပေမဲ့လက်ရှိအနေထားမွေဖားရဆိုရင်တော့ကျွန်တော်တို့ဒါဝီယက်မက်ထရစ်တင်းနေနဲ့ခန်းစစ်ပိုင်းသာအနေနဲ့များအားနေခြင်းအားနေလိမ့်မယ်သူတို့ရဲ့တိုက်စစ်ပိုင်းကလူဆုံတယ်လို့ပြောလို့ရတယ်ဒါခီလီယန်အမ်ပါပီ Vinicius Junior Rodrigo အဲ့လိုကစားသမားတွေဒါလက်ရှိမှာဒီနေ့ပွဲစုံမှာစောက်ရမ်းမိုက်မဲ့ဘယ်တွေဒီခင်ဗျားမြင်ရမယ်ပြောချင်တာဥပမာပြ Rodrigo နဲ့လက်ရှိမှာတစ်ဖက်ကလုံးဝကျွန်တော် up and coming ဖြစ်နေတဲ့ခြားတိတ်တယောက်ဖြစ်တဲ့ Luis Kelly လို့ကစားသမားမျိုးနဲ့ခင်ဗျားတွေ့ရမယ် Rodrigo ရဲ့မြန်နှုန်းမြင့်ဒါခုနကဒီနောက်ပိုင်း Champion League မှာဆို Mbappe တို့ Vinicius ဆိုဆိုရတဲ့ Rodrigo ကအရန်ကောင်းနေတယ်မှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ကောင်းလာပါတယ်ဆိုတဲ့ Rodrigo နဲ့ Luis Kelly နဲ့တွေ့ပါအဲ့တော့ဒီနေ့မှာဒါခုနကပြောဆိုတာ Tyson နဲ့ Kane စ balance ညရတယ်မှာပါအဲ့တော့တစ်ဖက်က အာစနယ်တိုက်စစ်မှာတော့ကျွန်တော်တို့ကာလရှိကြနားနေရတဲ့စာကာကူပွဲထွက်ဖို့အတွက်ဒီနေ့ပွဲစမှာစတင်ပြီးမြင်ရတော့မယ်လို့ကျွန်တော်အနေနဲ့မြင်မိရတော့မှာပါတယ်။ဒါပေမဲ့လက်ရှိအာစနယ်အသင်းကဒီနေ့ပွဲစမှာအားနည်းချက်တစ်ခုရှိတယ်။တစ်ဖက်အသင်းနဲ့လုံးဝကွာနေတဲ့တစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့အာစနယ်မှာတိုက်စစ်မှုဆစ်စစ်မရှိတဲ့ပြဿနာပဲ။နှစ်သင်းလုံးကခန်းစစ်ပိုင်းအားနည်းတယ်ဒါကျွန်တော်ကွင်းလယ်ပိုင်း Blue Bells ရဲ့အတူလောက်ပဲသွားကြတယ်။ဟိုလိုလိုဒီလိုလိုဖြစ်တယ်ဆိုတာမှတ်မိမယ်။တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တိုက်စစ်မှုဆစ်စစ်ပိုင်းမှာတော့အာစနယ်အသင်းတော်တော်လေးအားနည်းတယ်ပြောလို့ရတယ်။ဒါပေမဲ့ Merino ကိုတော့လုံးဝ short တော့လို့မရ။ Merino နဲ့ခု ဲ့ရှိမှာ aerial ball တွေဒါကျွန်တော်ခုနောက်ပိုင်းမှာဒါကျွန်တော်ဂိုးသွင်းမှုတွေမှာ merino နဲ့ center forward နေရာမှာထားဆော့တဲ့အချိန်မှာအလုပ်ဖြစ်တဲ့ကြောင်ဒါကြီးကိုသွားပြီးတော့ဟာသွား short တွက်လို့ရတယ်ဒါမှမရှိဘူးလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲ့လက်ရှိမှာဒီနေ့ပွဲစမှာနောက်ထပ်တစ်ခုအနေနဲ့ဂိုးသမားတွေရဲ့အပြိုင်ဆိုင်ပုတ်ထုတ်မှုတွေကိုလည်းကြည့်ရမယ်လို့မြင်တယ် tipo cortoas ကလည်းရှေ့ပွဲမှာအပြည့်ဝနားထားတဲ့အတွက်ကြောင့်ဒါဒီနေ့ပွဲအတွက်လုံးဝ ready ဖြစ်နေမယ်လို့ပြောလို့ရတယ် real မတွေ့နေတဲ့ဒါ champion league super league စုခွေးနေမှာဂိုးသမားတွေရဲ့အမြင်နဲ့အရေးကြီးတဲ့ခန့်ကန်နာကပါဝင်ခဲ့တယ် killer naves lunin တီဘိုကော်တော့စ်ဒီလိုကစားသမားတွေကတကယ်ကိုတော့ကျွန်တော်အရန်တာကျွန်တော်တို့ ချန်ပီယံလိရဲ့အရေးပါပုံမှာဒါရီယယ်မက်ဒရစ်ကတည်းကကျွန်တော်ကစားမှာကျွန်တော်ဒါမစ္စတာရော်နောဒိုမစ္စတာချန်ပီယံလိဖြစ်တဲ့ရော်နောဒိုဒါကရင်ဘန်ဇီမာဒါကျွန်တော်တို့ဂါဒက်ဘေးဆိုကစားသမားတွေကျွန်တော်အမြင်နဲ့မြင်ဒါပေမဲ့ရီယယ်မက်ဒရစ်ကိုအမြင်နဲ့လို့လို့ဒါကျွန်တော်ကက်တင်ပေးတဲ့တမလဲဂိုးသမားတွေအမြင်နဲ့ပါတယ်မမက်ရလီဗာပူးသင်းရဲ့ဒီပြချန်ချန်ကလော့ကဖိုင်နယ်မှာပြောတော့ရစကားရှိတယ်ကျွန်တော်ဘက်မှာအကုန်ရှိရတယ်သူတို့ဘက်မှာလည်းအကုန်ရှိတယ်အတူတူပဲဒါပေမဲ့သူတို့ဘက်မှာတီဘိုကော်တော့ရှိတယ်ကျွန်တော်ဒီနေ့ပွဲစဉ်ရှုံးသွားတယ်အဲ့လိုပြောတဲ့အထိကောင်မှာလီဗာပူးရဲ့ဂိုးသမားဆိုရီယယ်မက်ဒရစ်ရဲ့ဂိုးသမားကောင်းလို့အဲ့တော့ဒီနေ့ပွဲစဉ်မှာအာစနယ်တဲ့အတွက်အားနည်းစရာတစ်ခုက key kiwi all လို့ပဲပြောလို့ရတယ်ဒါ quick kiwi all ဘက်ကနေခုနကပြော Kylian Mbappe Vinicius Junior Rodrigo အဲ့တော့လက်ရှိတော့ Champion League ရဲ့ format အရဆိုပေါ့နော်အင်ကွင်းအရင်ဆုံးကစားရတဲ့သင်ကနည်းနည်းတော့နားတယ်ဘာလို့အင်ကွင်းမှာတော့ကျွန်တော်အားတွေအရင်ယူပြီးရင်တော့ခုနကအင်ကွင်းမှာပါခုနကကျွန်တော်တာခံခဲ့ရတယ်သူပဲအင်ကွင်းမှာ1-0နဲ့ကတ်နိုင်သွားတယ်ပြီးတော့အဝေးကွင်းလေးရောက်တော့ဟာဟိုကအိုးဆိုသွားတယ်ပဲအဲ့တော့ ပြောချင်တာလက်ရှိမှာဒါအိမ်ငွေရင်ကန်တော့ကြအဲ့တခုအောင်တိတ်တော့မမိုက်ဘူးလို့မြင်တဲ့တည်းမှာပါတယ်ဗောနမြည်တို့ပင်စူစီကာဘူးဒီနေ့ပွဲစဉ်ကစောက်ရမ်းကြည့်လို့ကောင်းမယ်ပွဲစဉ်တွေပွဲပြောလို့ရတယ်အာစတန်ကလည်းရှိသမျှအားဒီအကုန်လုံးကိုဖြစ်ညစ်ပြီးတော့ဒီနေ့ပွဲစဉ်မှာညှက်ထုတ်မယ်လို့မြင်တယ်ခုနပြောလို့ရီယယ်မက်ဒရစ်ကလက်ရှိမှာဒါကျွန်တော်ဗလန်စီယာကိုမတင်မဲ့ဘဲနဲ့ဒါကျွန်တော်16နှစ်နေအကြာမှာသူတို့ရဲ့အိမ်ငွေမှာရှုံးခဲ့တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာပောက်ကွဲမှုတွေပြင်းထန်မယ်အားတစ်ခုလို့ကျွန်တော်နေနဲ့မြင်တယ်အဲ့တော့ခုနပြောလို့ပဲဒါကျွန်တော်တို့ လုံးဝရက်တက်လို့မရတဲ့အားတစ်ခုဒါကျွန်တော်လှုပ်လို့မရတဲ့ကျွန်တော်ဒါအရာတစ်ခုနဲ့တွေ့မယ်ပေါ့နော်အဲ့ခုနကပြောလို့ပဲ unstoppable force နဲ့ဒါ unmovable object နှစ်ခုတွေ့ကြမယ်တော်တော်လေးကိုပောက်ကွဲအပြင်းထန်မယ်လို့မြင်တယ်အဲ့တော့ real madrid ကဒါခုနကပြောလို့ပဲလက်ရှိမှာပြည်တွင်းလိမှာအများအားတိုင်ပတ်တယ်ဆိုရဆိုတာမှန်ပေမဲ့ champion league မှာဆိုရင်တော့ different breed ဖြစ်သွားတဲ့အသင်းသင်းနေနဲ့ဒီနေ့ပွဲစဉ်မှာ body ဆက်လုပ်ပြမလဲတပတ်ကအာဆုံအသင်းကောင်လက်ရှိမှာဒါကျွန်တော်တို့ saka တို့ martin နဲ့ liu ရဲ့ဒါ combination နေနဲ့ဘယ်လိုပြန်လာမလဲ saka တန်ရန်ကပြန်လဲတက်လာပြီးတော့ဒီနေ့ပွဲစဉ်မှာ body ပြန်လုပ်ပြမလဲအဲ့တော့ဒီနေ့ပွဲစဉ် မှာဒါသူ့ရဲ့အာသာချက်အားနေချက်ကိုစီကိုစီနဲ့ဒီနေ့ပွဲစမှာဒါကျွန်တော် gladiator တွေကျွန်တော်ဒါလုံးဝကိုစင်မြင့်တက်ကနေပြီးကြည့်ရမယ်လူတယောက်အနေနဲ့တကယ်ကိုရင်ခုန်စရာပဲလို့ပြောရင်းနဲ့ပဲကျွန်တော်နောက်တဲ့ပွဲကိုသွားလဲအောင်အဲ့တော့လက်ရှိမှာ Bayern Munich နဲ့ Inter Milan အဲ့ဒီပွဲစဉ်ကကျွန်တော်ကခုနပြောသလိုကျွန်တော်ကိုယ်စွဲလေးတော့နည်းနည်းပါဘာလို့ခုနပြောသလို Bayern Munich မှာလက်ရှိမှာကျွန်တော်ရဲ့အချက်ဆုံးကစားသမားဖြစ်တဲ့အချက်ဆုံးကစားသမားရဲ့တယောက်ဖြစ်တဲ့ကျွန်တော်တို့ Harry Kane ပါမယ်ဒါပြကျွန်တော်လက်ရှိမှာဒီနေ့ပွဲစဉ်မှာ Bayern Munich ကသူတို့အတွက်တော်တော်လေးကိုအထိနာတဲ့ပြဿနာရှိတယ်အဲ့ဒါကဘာလဲဆိုသူတို့ရဲ့ဒါကွင်းလည်းကစားသမားဖြစ်တဲ့ဒါ အဘူစီယဲလာလေးဒါကျွန်တော်အာမေလာကုံလောက်ထီတော့နားရမယ်လို့ကြားသိရအဲ့တော့လက်ရှိမှာဗျဘာဆိုကျွန်တော်ဘိုင်းမြူနစ်တင်ကဒီကျွန်တော်တို့ company လက်ထက်မှာဒိုင်ဟာတော်ရတယ်။ဥပမာပြကျွန်တော်ဒါ Alfonso Davies ဆိုတဲ့ဒါအရွတ်ပြဲသွားပြီဖြစ်တော့ကြောလာမဲ့ဒါဒီဇင်ဘာထိတော့နားရမယ်သူကြားသိရတယ်မှာပါတယ်။ Newa ဆိုလည်းနားရပြီ Pavovic နားရမယ် Upamecano နားရမယ် Ito နားရမယ် Buchanan နားရမယ် Musiala နားရမယ်ဒါကျွန်တော် Kingsley Coman အဲ့တော့လက်ရှိမှာပြန်ကြည့်မယ်ဆိုရင် Bayern Munich ကလူစည်းအဖြစ်တော်တော်လေးကိုအားနည်းနေတဲ့အနေထားမှရှိတယ်။ဒါပြခုနကစန္ဒာဘက်မှာလူမရှိလို့လို့ uh, sorry uh, sorry အဲရီဒိုင်ယာလိုကစားသမားမျိုးကတော့သုံးရမယ့်တဲမှာပါတယ်တစ်ဖက်ကအင်တာမီလန်ကလည်းဒါခုနကသူတို့လည်းလူစင်းနဲ့မှဒါပြန်ကြည့်မယ်ဆိုရင်တော့ဒါတခက်ဘိုင်မြူနစ်နဲ့ရှိမယ်သူတို့ကဒါဒန်ဖီတယောက်ကလွယ်လို့ချန်တဲ့ကစားသမားတွေကတော့ဒါအကုန်လုံး first line နဲ့ပြည်ကြီးပဲပြောလို့ရတယ်တဲမှာပါအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အင်တာမီလန်တင်းတဲ့ဒီနေ့ပေါ်ဆုံးမှာလူစင်းရကြည့်မယ်ဆိုတော့တော်တော်လေးတို့ဒါကျွန်တော်ဘိုင်မြူနစ်ထပ်ပူတာတဲ့အနေထားမှာရှိတယ်ဒါပေမဲ့ခုနကပြောလို့ပဲကျွန်တော်ကကျွန်တော်ဘိုင်ရရှိတယ်ပေါ့နော်ကျွန်တော်ချစ်တဲ့ကစားသမားဖြစ်တဲ့ Harry Kane တယောက်အနေနဲ့ဒီနေ့ပွဲစဉ်မှာအနိုင်ဆုခုဖို့တော့ကျွန်တော်ကဆူတောင်းပေးပါတယ်တစ်ဖက်ကအင်တာမီလန်နေနဲ့ခုနကမှပေါ်ဆုံးမှာ Champion ီယံလိဒီမှာတောက်လျှောက်ဆိုလို့ကောင်းလာခဲ့တယ်အများနဲ့တော့တကွနာဘယ်လိုပဲကန်ဆူးခဲ့တယ်တမပါတယ်ဒါပေမဲ့အင်တာမီလန်ပြောပြောတယ်မှာသတိမှတ်ကစားရတယ်မှာလေအင်တာမီလန်ကကြည့်လို့ရှုလို့အကောင်းဆုံးတော့အသိတယ်တမပါတယ်ဒါကျွန်တော်တို့အင်ဇာဂီတယောက်အနေနဲ့ဒါကျွန်တော်စီမွန်နီအင်ဇာဂီအနေနဲ့တကယ်ကိုဒါအသိမှာဘလူး functional ဖြစ်တော့တော်တော်မိုက်တယ်ဥမာဒါခံစစ်မှာဆိုဗျာလူကြီးလူငယ်နဲ့ fast pace ကိုနောက်ပါထားလဲဥမာဒါ Benjamin Barber ဆိုဒါအရင်တော့ကမှတ်မှတ်ရတာဒါကျွန်တော်တို့ ဘာအော်ဘယ်ဂျင်မစ်ပါဖက်ကသူ့ရဲ့အသင်းဟောင်းနဲ့တွေ့မှာပဲအခုမှစဉ်းစားမိဘယ်ဂျင်မစ်ပါဖက်ဆိုဥမာကကျွန်တော်ကဖူးဘက်ကစားမှာဒါမှမဟုတ်တော့သူတက်ဆနာဘက်ထားလိုက်တယ်အစားပြီးတော့ဒါကျွန်တော်ဝါဝသူကထားလိုက်တယ်ပါစတိုနီယာ everything you have to be ပါစတိုနီယာလက်ရှိကဘာပေါ်မှာအကောင်းဆုံးသောခံစင်မှုတွေကတက်ရောက်ဖြစ်တယ်အဲ့တော့ဒီ၃ခုကိုသူပေါင်းချပလိုက်ပြီးတော့မှကွင်းလင်မှာဆိုတဲ့ဒီတိုင်းမှာတော့ experience ရှိတဲ့ကစားသမားဖြစ်တဲ့နှစ်ယောက်ကို Kiano Glue နဲ့ Mkhitaryan ထားတယ်ပြီးရင်ဒါ Barella ကိုနောက်မှချန်ပြီးဆော့တယ်ဒါမီယန်နဲ့ Damarco ကိုဒါမြန်နှုံးမြင့်ဝင်းဘက်တွေနဲ့သွားမယ်တိုက်စစ်မှုမှာဆိုတဲ့လုံးဝဒါတက်ရောက်ကဒါကျွန်တော်တို့ finishing မှာ power ကောင်းတယ်တက်ရောက်ကလည်းဘယ်လို first phase case ဖြစ်တဲ့ကစားသမားအဲ့တော့ပြောချင်တာဗျာတည်တာဟိုစီမိုနီအင်ဇာဂီရဲ့အသင်းကခုနကပြောသေးတယ်တယောက်ကြီးထိုးထွက်ပြီးကောင်းနေတာမရှိဘူးဒါပေမဲ့သူတို့တွေကတယောက်ကိုတယောက် balance ကြည့်တယ်အဲ့ဒါကလက်ရှိ inter milan ရဲ့အသက်ပဲအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါ3 back formation ကိုဒါကျွန်တော်တို့တစ်ဖက်က bayern munich နဲ့ဖြိုခွင်းမှုတော့ခတ်ခဲမယ်လို့မြင်တယ်အင်ဝင်းကြီးဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့အနေနဲ့များတော့မျှော်လင့်နေတယ်ဒါပေမဲ့ bayern munich အသင်းနဲ့ company အသင်းကိုတော့အခုချိန်နေကျွန်တော်တို့အားမရသေးတာအမှန်ပဲ joshua kimmich တို့ဘာလို့ပါတာမှန်မှန်တကယ်တော့နင်လားငါလားဟိဆူမှာတော့ inter milan ကပူတာသွားနိုင်မယ်လို့တော့ကျွန်တော်တို့နေပုံကိုရရ မြင်မိတယ်ဗောနော်အဲ့တော့ basic company နေနဲ့အခုလက်ရှိအခြေအနေတွေအရဗောနော်ဘယ်လိုတွေရှိလာမလဲဒါကတစ်ချက်တော့စောင့်ကြည့်ရမယ့် data တစ်ခုကိုရောက်လာခဲ့ပြီလို့ကျွန်တော်ရဲ့ပုံကူရေးရမှာမြင်မိတယ်အဲ့တော့ဒီနေ့ present မှာ Bayern Munich အသင်းက ready ဖြစ်ပြီလား Harry Kane ကရောလက်ရှိမှာကျွန်တော်ဥရောပဖလားရဲ့အတွက် ready ဖြစ်နေပြီလား Harry Kane က Eric Dier က Champions League finalist တွေဖြစ်မှုတဲ့အတွက်ကြောင့်မို့ဒါ Champions League မှာ experience ရှိ Harry Kane ကတချို့အဲ့အဲ့ final တက်သွားချိန်မှာသူကြိုးနေတာများပါတယ်အဲ့တော့ပြောလို့တော့မရအဲ့တော့ထားပါလက်ရှိမှာဒီနေ့ပွဲစမှာတာလူစင်းရကြည့်မှာဆိုရင် Inter Milan ကပိုကောင်းတယ်လို့ပဲပြောနေတယ်ပဲကျွန်တော်တော့တွက်ကွန်ပြူပါအောင်ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ကြီးတို့မှာကျင်းလူစင်ပေါအောင်ကုညီလို့ရပါတယ်မြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 ကြီးတွေ link လေးတွေကိုထည့်ပေးထားခြင်းပြီးကျွန်တော်မျက်စောကုညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်ဗျမြန်မာလေးလည်း clip ဖို့မမေ့ကြပါနဲ့ဟုတ်များများ clip မှာမမေ့နိုင်တာဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ ကောင်းမွန်သောနေလေးနေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပီးနေပဲကျွန်တော်တို့နောက်မှအေးအေးဆေးတူကြတော့အခုလက်ရှိငလင်းတန်းမှာလည်းကုညီပင်းနဲ့ညီကိုမောင်တို့မှအားလုံးကိုလည်းအများကြီးအများကြီးကျေးဇူးတင်ပါတယ်လို့ပြောရင်းနေပဲကျွန်တော်သွားကုန်ပြီပါဗျာဒေးပါဗျာ